ဆောကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီဇန်ကတော့ wine spec ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်မရှိတဲ့ဒါမောင်းတွေတွေထူးခြားတဲ့ဒါဈေးကွက်အစုံနေတဲ့သူရင်ခုန်ခြင်းတော့ wine spec ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ wine soccer hawk promo code နဲ့အတူဒါအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေတွေအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ မြန်မာဝေကိုဒါဆုလက်ဆောင်ရယူနိုင်တဲ့ဆုလက်ကြောင်းကိုတင်ကောင်းပါခြင်းပါတယ်။တခြားအာဂစာနီတွေနဲ့တူအခါအားလျော်စွာအထူးပရိုမိုးရှင်းအစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ခြင်းပါတယ်။ပရိုမိုကုတ်ကတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။စကားဟောဖြစ်ပြည်သမားအားလုံးပဲမင်္ဂလာပါကျွန်တော်အခုတစ်ခေါက်ဒါဆွေးနွေးသုံးသပ်သွားမယ့်အကြောင်းအရာပေါ့နော်စကားဟောဖြစ်ဆွေးနွေးသုံးမယ့်အကြောင်းအရာက ဒီဘောလုံးရဲ့ cultural နဲ့ဆိုင်မဲ့ tactical နဲ့ဆိုင်မဲ့အကြောင်းအရာတစ်ခုအထူးသဖြင့်တော့အခုဒီဒီနေ့ခေတ် modern football ပြောရင်ကျွန်တော်တို့ဘာပြောမလဲဆိုတော့ long ball တွေကိုပြောမယ်အဲ့အဲ့ long ball တွေဘလို့ပြန်လဲရှင်သန်လာတယ်ဘလို့ပြန်လဲအသက်ဝင်လာတယ်အဲ့ဒီ long ball တွေပြန်လဲရှင်သန်လာရင်ပြန်လဲအသက်ဝင်လာခြင်းမှာ pop guardiola ဘလို့လုံးဝမရှိတဲ့ဆိုတဲ့အကြောင်းအရာကိုပြောကြတာဆိုတော့ pop guardiola ကြောင်းကိုပြောတဲ့အခါမှာကျွန်တော်တို့ဗျာလေးစပြောမယ်ဆိုတော့ Pep Guardiola ရဲ့ Manchester City တတ်တတ်တော့မဟုတ်ဘူး Pep Guardiola ရဲ့ Barcelona ပြီးတော့ Pep Guardiola ရဲ့ Bayern Munich ပြီးတော့ Pep Guardiola ရဲ့ Manchester City ဘလို့ဖြစ်လာလဲဆိုတော့ဘောလုံးကို Pep ရဲ့အသင်းတွေအထူးသဖြင့်နောက်ဆုံးအသင်း Manchester City ပေါ့ဘောလုံးကို positional play shot passing ပြီးတော့ bit front back ဆိုတဲ့အချက်တွေပေါ့နော်အဲ့ဒီအချက်တွေကနေတော့ ဟို revolutionize လုပ်လိုက်တယ်ဆိုတော့ဖပရဲ့အသင်က pioneer အနေနဲ့ဒီကာလမှာဟိုရက်တည်ခဲ့တယ်ထိတ်ဆုံးမှာရှိခဲ့တယ်အဲ့ရှိတဲ့အခါမှာပါပေါ်လာလဲဆိုတော့အသင်းတွေအများကြီး copy ကူးကြတယ်အသင်းတွေအများကြီး copy ကူးတဲ့အခါမှာဆိုတော့ဒီမှာဒီ pub guardiola ရဲ့ innovation တစ်ခုကို copy ကူးတဲ့အခါမှာလမ်းကြောင်းနှစ်ခုကွဲတယ်တစ်ခုကအော်နောက်ခုစလုံးကဒီ pub နဲ့တော့ထပ်တူမကြဘူးဒါပေမဲ့ အဲ့နှစ်ခုမှာတစ်ခုက pub နဲ့တော်တော်နှီးစက်တယ်နှီးစက်ပြီးတော့တချို့တော့ဒီပြုပြင်ပြောင်းလဲလို့ရတဲ့ဟာတွေကိုကိုပိုင် idea နဲ့ပေါင်းဆက်ပြီးတော့လမ်းကြောင်းအစ်စ်တစ်ခုပေါ်တယ်အဲ့ဒါတလိုင်းနောက်တလိုင်းကကြတော့ pub နဲ့လုံးဝမနှီးစက်ဘူးကွန်ပျူတာကူးထားတာသူတို့က intelligence မပါဘဲ copy copy ကူးထားတယ် technique မပိုင်ဘဲ copy ကူးထားတယ် ီးတော့ structure ကိုမတိဆောင်နိုင်မင်းနဲ့ copy ကိုထားတယ်ဆိုတော့အသင်းအသင်းတွေပေါ့နော်အဲ့လိုအဲ့လိုနှစ်အုပ်စု꿰သွားတယ်အဲ့ဒီနှစ်အုပ်စု꿰တဲ့အခါမှာပထမအုပ်စုနဲ့ပတ်သက်လို့ကတော့ကျွန်တော်အများကြီးထွေလူပြောပြရမှာရှိဘူးဟိုမိခဲလ်အာတီထားဆိုကျွန်တော်အဲ့ပထမအုပ်စုလည်းထည့်လို့ရတယ်ဆိုတော့ pub ကို copy ကိုရတယ်လို့ပဲကျွန်တော်ပြောရမှာပဲဒါပေမဲ့ပြောရင်လည်းသူ့ရဲ့ကိုယ်ပိုင်နည်းလမ်းတချို့ကိုတော်တော်နဲ့အဲ့တော့တွင်ပြီးတော့ဒီဒီ copy ကိုရတဲ့အလုပ်ကိုလည်းကောင်းကောင်းလုပ်နိုင်တယ်ဆိုတော့ဒါတလန်းပေါ့ အဲ့ဒါကျွန်တော်ဒီဘက်အချမ်းအကြောင်းကိုပြောဆော့ဆော့ပြောတဲ့ဒီ intelligence လည်းမရှိဘူးပြီးတော့ techniques လည်းမပိုင်ဘူးပြီးတော့ structure လည်းကောင်းမတည်ဆောက်နိုင်မင်းနဲ့ copy ကူးတဲ့အခါသူတို့ကဘာလို့ result ကိုလိုချင်လို့လိုက်ကူးရတာဒါပေမဲ့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီဒုတိယလမ်းကြောင်းပေါ့ copy ကူးပုံမပြီးပြင်တဲ့အသင်းတွေဟာ immediate အားနဲ့တဲ့ immediate ချိနေတယ်ပြီးတော့ immediate ခံမှန်းရလွယ်တယ်ဆိုတော့စီကိုဥတည်သွားတယ် အဲ့တော့အဲ့လိုဥတည်သွားတဲ့အခါမှာသူတို့ဒီမပိုင်မနိုင်မင်းနဲ့လုံလောက်တဲ့ဒီ technical အရေးအသွေးမရှိဘဲနဲ့ကစားတဲ့အခါမှာပြန်ပြတ်တွေကသူတို့ကိုအဲ့ဒီ copy cast တွေကိုသူတို့ပြန်ပြီးတော့ဒီ counter ပြန်ပြီးတော့ထိုးနှက်ဖို့ကြိုးစားတဲ့အခါမှာအရန်လွယ်ကူလာတယ်။ပုံရ direct ဆန်တဲ့ဘောလုံး not ပုံရ direct ဆန်တဲ့ဘောလုံးပုံရ physical အပြူတဲ့ဘောလုံးပြီးတော့ပို့ပြီးတော့ဒီ event နေတဲ့ဘောလုံးအကွင်းထဲမှာ game time နည်းနည်းလေးရော့ကြသွားတယ်အများကြီးတော့ပေါ့နည်းနည်းလေးရော့ကြသွားတယ်ဒါပေမဲ့အဲ့ game time ထပ်ဖို့အရေးကြီးတာကဒီ sub piece တွေမှာ base ယူထားတဲ့ဘောလုံးဟာဖောက်ထွက်လာတယ်အဲ့ဖောက်ထွက်လာတဲ့သူတွေပေါ့နော်အဲ့ဖောက်ထွက်လာတဲ့သူတွေကအဲ့ copy cast တွေကိုဒုက္ခကြီးကြီးပေးနေရင်းနဲ့အဲ့ဒီအသင်းတွေဟာအဲ့ copy cast တွေတွေမကပင်နဲ့သူတို့ရဲ့မူလမြဖြားခံရ pop guardiola တို့ရဲ့အသင်းတွေကိုတက်ပြီးဒုက္ခပေးတဲ့ အနေအထားတွေတဖြည်းဖြည်းနဲ့ဖွင့်ပြလို့လာဆိုတော့တွေ့ရတယ်။ဆိုတော့ဒီနေ့မှာပြောစရာရှိတာကဒီ Gorilla ရဲ့ system ကိုအတူအယောင်လုပ်တဲ့အသင်းတွေအဲ့ဒီအသင်းတွေကနေပြီးတော့ပဲအဲ့ဒီအသင်းတွေကိုထိုးနှက်နိုင်တဲ့နီးပြွာတစ်ခုကိုအဲ့ဒီအသင်းတွေကိုပြန်ပြန်အသင်းတွေကရှာဖွေနိုင်ရင်းနဲ့အဲ့တော့လော်ရီပြောင်းဟိုတော့က Stoke City လို့ပေါ့ဗျာအဲ့ဒီအသင်းတွေက ပြန်ပြီးတော့ဒီအဲ့ long ball ကို long ball တွေနဲ့အတူပြီးတော့ throwing တွေနဲ့အတူပြီးတော့ဒီဒီ corner တွေနဲ့အတူပြန်ပြီးတော့အဲ့ system ကိုပြန်တိုက်လာနိုင်ရင်ね pop ရဲ့အသင်းကိုလာပြီးတော့အချင်းရောက်တဲ့အဆင့်ထိပြန်ရင်ဆိုပြောမယ်ဆိုရင်အတူရောက်လို့တဲ့အသင်းတွေကအိုးမူလ pop ရဲ့အသင်းကိုဒီပြိုင်ဘက်တွေရင်ဆိုင်ဖို့အတွက် training ကွင်းလိုဖြစ်သွားတယ်သူတို့ကမပိုင်မင်းနဲ့အဲ့ ဒီ position football possession မဟုတ်နော် for possession မဟုတ် possession football သူကစားကြရတယ်။အဲကစားရတဲ့အခါမှာထိုးထွင်းမှုမပါကျွမ်းကျင်မှုမပါကစားရတယ်ဆိုရင် like ကစားရင်း like ကစားရင်းနဲ့အဲဒီမှာအဲ့လာက training color ဖြစ်သွားပြီ။နောက်ဆုံးမူလ original ideology ကိုတက်ပြီးတော့တိုက်ခိုက်တဲ့အဆင့်အထိကျောက်လာလို့ပြောရတယ်။ဆိုတော့အဲ့ဒီအတွက်ကျွန်တော်အမြင်ကတော့အဲ့ဒီအတွက် pub quadrilla စီမှာတောင်းမှမရှိဘူး။သူ့ကို ဒီ copy ကူးတဲ့အခါမှာပြင်းပြင်းမကူးနိုင်ဘဲနဲ့အဲ့ဒီအလုပ်ကို line လုပ်ချင်တဲ့အသင်းတွေမှာသာတောင်းအပ်ရှိတယ်။ဆိုတော့ Guardiola ကတစ်ခုခုကိုသူတိဆောက်လိုက်တယ်။တိဆောက်လိုက်တဲ့အခါမှာသူတိဆောက်တဲ့အရာ Andrick ဖြစ်တယ် perform ဖြစ်တယ်ပြောလို့ရတယ်။ဒါပေမဲ့သူ့ကို copy ကူးတဲ့အသင်းတွေမပိုင်မနိုင်မနဲ့ copy ယူတဲ့အသင်းတွေမှာကအဲ့ဒီအရာကြီးကိုဟိုတကယ်တမ်းကျတော့လွတ်နိုင်စရာရှိတာမဟုတ်ဘူး။ လုံးနိုင်သောမရှိပဲနဲ့သွားတဲ့အခါကျတော့ version ကကျတော့ possession football ဆိုတဲ့ version kick ကတော့ kick ဖြစ်သွားတယ်။ဒါပေမဲ့ဒီပြိုင်ဘက်တွေပေါ်လာတဲ့အဲ့ပြိုင်ဘက်တွေအတွက်စားသလိကျင်ရနေရဖြစ်လာတယ်။ long ball တွေကိုပို့ပြီးတော့ထိထိရောက်အသုံးပြုလာနိုင်တယ်ပို့ကျွမ်းကျင်လာနိုင်တယ်။နောက်ဆုံးမူလ origin မြေဖြားခံရ pop ရဲ့အသင်းတွေပါတော့ခါရောက်လာလို့ဖောက်ကွာလို့လာကိုယ်တိုင်ပြီးခဲ့ရာတီကဆိုလဲဒါရုံးခံရတဲ့နှစ်တွေဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်အဲ့တစ်ချက်ပေါ့နော် ်နောက်ကဒီ tactical chain reaction ပေါ့ဘတ်ကော်ဒူလာရဲ့ဒီ innovations တွေကိုကျွန်တော်တို့ကြည့်တဲ့အခါကျရင်ဘတ်ဘာသူ့ရဲ့နည်းပြတဲ့ရှောင်းမှာသူလုပ်ခဲ့တာကြီးအများကြီးပဲဒါပေမဲ့အရန်ထင်ရှားတာက high possession play ဘောလုံးပိုင်ဆိုင်မှုဟာအရင်ကဘောလုံးပိုင်ဆိုင်မှုအသာသေးယူတယ်ဆိုတာက55ရာခိုင်နှုန်း56ရာခိုင်နှုန်း59ရာခိုင်နှုန်းဒါပေမဲ့ top လက်ထက်ကိုရောက်တဲ့အခါဘောလုံးပိုင်ဆိုင်မှုအသာသေးယူတယ်ဆိုတာက85ရာခိုင်နှုန်း80ရာခိုင်နှုန်းအထိရောက်လာတယ် အဲ့ high position play ဟာဖောက်ကဖလာပဲဖပ်မတိုင်ခင်ဒီဘောလုံးရဲ့ဖပ်ရဲ့ဘောလုံးမြပြခံရယွမ်ခရိုက်ကစပြီးတော့ Netherlands နေအထိဘောလုံးပါဆိုင်ကိုအဲ့လောက်ထိမရခဲ့ဘူးဖပ်က high position play ကိုသူစတယ်ပြီးတော့ဒီ center back တွေပေါ့နော်ဒီ series တွေပေါ့သူတွေကို playmakers တွေလို့မြင်ရတယ် solo ra က ball playing defender ဟာဖပ်အပြည့်အဝ သူကနေစရလို့ပြောလို့ရတယ်ရှေ့မှာကြိုတန်းလူကရှိခဲ့ကူတဲ့သူတွေရှိတယ်မဟာလိုဗက်တိုဟာတို့ဒါမျိုးတွေကစားခဲ့ကူဘောလုံးတွေဖြန့်ဝေကြတယ်ဒါပေမဲ့ခစ်ရည်စည်းကြောင်းမဟုတ်ခဲ့ဘူးပြီးတော့အမြဲတမ်းလို့မဟုတ်အတင်းတိုင်းမှာမဟုတ်ဘူးဖပ်ကသူ့အတင်းနေဟာဒီအရာဟုတ်စနဘက်စတီပရီမီကတ်စတီလို့တောင်းနေပြီးတော့နောက်တစ်ခါဖပြင်းနောက်ထပ် innovation က embedded full back စတီအဖပကဒီသူ့ရဲ့ full back စတီကိုအစင်းစင်း ဟို evolution လောက်လာခဲ့တာမှန်ပြီမဲ့ inverted fullbacks ဆိုတဲ့အခန်းကဏ္ဍကတော့ဟိုလုံးဝကဘာကြီးကိုပြောင်းလဲသွားစေတဲ့အချက်လို့ပြောလို့ရတယ်နောက်တစ်ချက်ကတော့ဒီဖပြက်ကိုသမားတွေကိုသမားတွေဟာဒီဘယ်လိုခေါ်မလဲဆိုတော့ office player တွေဖြစ်လာဥပမာ Addison လို့ခေါ်တော့မာရီဟိုတုန်းကတည်းကတကယ်တော့ better builders တဲ့ခါအဲ့လိုကိုလုပ်ခဲ့တယ် Avalda speed နဲ့ Manuel Neuer နဲ့အဲ့လိုကိုလုပ်တယ် Addison နဲ့အဲ့လိုကိုလုပ်တယ်လုံး office player တွေဖြစ်လာ Addison ဆိုရင်ဟို ဖပြက်ကစားကွက်ဟာသူများအသင်းတွေလို442ဒီ433တို့4231တို့ဟို office player ပေါင်းချင်း10မဟုတ်ဘူး425တို့ office player ပေါင်းချင်း7တဲ့အထိဖြစ်လာတာဘာကြောင့်လဲဆိုတော့ center back line အထိတက်ပြီးတော့ခံစား line ကိုစီးပြီးတော့ဘောလုံးပိုင်ထားကင်လာတဲ့အချိန်မှာကစားတာမျိုးမြင်လာတဲ့အတွက်အဲ့ဒါကဒီ pub ရဲ့ innovation နေအဲ့တော့အဲ့ကလပ်အသင်းတွေကလည်းဒီဒီ pub quarter ရဲ့ barcelona ကစားတော့ကြည့်ပြီးတော့ လဲနေလေအောင်မြင်းဆောင်မကြံတကယ်ဟိုတော့အောင်ကြအထိအကောင်လုံးကအဲ့ဒီအလုပ်တွေကိုဒီ short pass တွေနဲ့ခံစစ်ဆောင်တွေဘေးဘေးရပ်လုပ်တာတွေအကုန်လိုက်လုပ်ကြတယ်တော်တော်များများလိုက်လုပ်တဲ့အခါမှာလိုက်မလုပ်တဲ့အုပ်စုလည်းရှိတယ်အဲ့ဒီအဲ့ဒီ drum ကိုစောစောပြောတဲ့ဒီအုပ်စုနှစ်စုပေါ့နော်တစုကဒီအဖပြည့်ပုံစံကိုအကောင်းဆုံးအကောင်းဆုံးမွေးစားမွေးစားနိုင်ခဲ့တဲ့အုပ်စုအသင်းနေတယ် အဲ့ဒီမှာမီကယ်အာတတာအာဆနယ်ကိုလည်းကျွန်တော်ထည့်တယ်ပြီးတော့မမွေးစားနိုင်မဲနဲ့ဖေမနိုင်မဲပေးချင်းစားတဲ့အုပ်စုလည်းရှိတယ်ဒါပေမဲ့အဲ့ဒီနှစ်အုပ်စုလုံးကိုဝင်မပါဘဲနဲ့ကိုကစားနေကြပုံစံအတိုင်းမှာငါတို့မှာကအဲ့လိုလိုက်လို့ဖို့အရေးအချင်းမရှိဘူးအဲ့ဒီလိုလုပ်တဲ့သူတွေကိုဘလို့ကစားမလဲဆိုတော့စဉ်းစားတဲ့အုပ်စုလည်းရှိတယ်အဲ့ဒီအုပ်စုကတော့ကျွန်တော်တို့လွယ်လွယ်ပြောရင်တော့အခုဒါအားလုံးမြင်အောင်ပြောရင်ဒီ Brand Forum Thomas Frank တို့လိုနှီးပြမျိုးတွေပေါ့ဆိုတော့ဒီဒီလိုအုပ်စုလည်းရှိတယ်အဲ့မှာတချို့အသင်းတွေကအဲ့မနိုင်မင်းနဲ့မနိုင်ဝင်တွေထမ်းပြီးတော့ စောက်ကစားနေရင်လည်းအဲ့ဒီအသင်းတွေကိုရင်ဆိုင်တဲ့အခါမှာလောင်ဘောကစားတဲ့အသင်းတွေဟာအားနည်းချက်တွေကိုအဖြေရှာလာနိုင်တယ်။ဘာလို့လဲဆိုတော့သူတဖြည်းဖြည်းနဲ့သူကျွမ်းကျင်လာတယ်။အဲ့ကျွမ်းကျင်လာခြင်းကနေပြီးတော့တော့ဒီယာကြီးပေါ်ပေါက်လာလို့ပြောလို့ရတယ်။ဆိုတော့ဒီအတိုင်းပဲအသင်းတွေက adjustment လုပ်တယ်။ဒီအဲ့လိုမျိုးဒီ beta play ကို concept line ကနေပြီးတော့ဟိုစတယ်ဆိုတဲ့ဟာမျိုးကို မပိုင်မဲတဲ့ကစားတဲ့အသင်းတွေကိုဘာတက်လို့လဲဆိုတော့ press high လုပ်တယ်ပြီးတော့အမားတွေကျူးလွန်အောင်လို့ force ပေးတယ်ဆိုတဲ့ပုံစံနေဆိုတော့ဒီ pop ကိုဒီ Jose Mourinho ခေတ်တုန်းကတုံ့ပြန်ပုံကတမျိုးအဲ့ဒါက sitting deep လုပ်လိုက်တာခန်းစစ်ဆုံးဟိုပို့ပြီးတော့ low block ပုံစံဆွဲချပြီးတော့အကောင့်လာ attack နဲ့ကစားတာဒါပေမဲ့ Jurgen Klopp တို့လက်ထက်ကြတော့ ဖပ်ပြဲအတင်းတွေကိုတုံ့ပြန်ကုန်တာတမျိုးဖြစ်သွားပြီအဲ့ဒါပါလဲဆိုတော့ရတယ်မင်းတို့ကင်ရတော့ကင်ထပ်တက်ပြီးတော့ဒီ plus လောက်တာအဲ့တော့စောစောကဒီ clock ကိုကျွန်တော်စောစောတတိယအုပ်စုပေါ့နော်ဒီ artista အုပ်စုပြီးတော့ဒီဘက်မှာဟိုဟို page ဟင်းစားတဲ့အုပ်စုမဟုတ်ဘဲနဲ့ဟို thomas franklin လို့နီးပြားကြီးပေါ်လာဆိုတော့ clock ကကျတော့အဲ့အုပ်စုတွေလည်းကျွန်တော်မထည့်ဘူး clock တို့ကကျတော့သူတို့ idea ကသူတို့ ideology နဲ့သူတို့ ဒီအရာကိုပို့ပြီးတော့တိုးတက်လောင်လှုပ်တဲ့လမ်းကောင်းအရှိကြီးကတော့သူရှိတယ်ဆိုတဲ့ခါကျတော့အိုက်ထဲမထည့်ဘူးဒါပေမဲ့အသောမဖရန့်နိုလိုလူမျိုးတွေဟာဟိုဒဲမက်အုပ်စုပေါ့နော်ဒဲမက်ငီးပြတွေဟဲ့လားပြီးတော့ဒီဂျာမန်အုပ်စုအဲ့ဒီဥရောပမြောက်ပိုင်းအုပ်စုဟာသူတို့မှာကငဘူကလေးကဒီရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ကြတယ်အဲ့ဒီအချက်တွေကိုတုံးပြီးတော့ပဲအဲသူတို့အဲ့လိုနီးပြသောမဆရန်နိုလိုလူတွေကဒီ club တို့နီလန်းတွေကိုအနောက်ကနေပြီးတော့လိုက်လာကြတယ် hybrid ကြီးတက်လို့နိုင်တော့အောင်လဲသူတို့ပြည့်စုံတာမဟုတ်တဲ့အတွက် physical shape တင်နဲ့ဟို technical ကိုဘေးချိန်ပြီးတော့ကစားကြတယ် long ball တွေကိုပို့သုံးကြတယ်ဆိုတော့အောက်စုအဲ့မှာပေါ်လာတယ်အဲ့မှာနောက်ဆုံးဒီ trend အစ်စ်ထွက်ပေါ်လာတယ်ပေါ့ long balls တွေပြန်ပြီးတော့ခက်စားလာတယ် flex on တွေပို့ပြီးတော့ခက်စားလာတယ်အမြင်ပေါ်တည်တယ်ခေါင်းနဲ့ရှက်တိုက်ပြီးတယ် irregular တွေလုပ်တယ်ကြလာတယ် second ball ကိုအိုးတည်တဲ့အောက်စုတော့မှ fan နောက်ဆုံး shot dice တို့အရောလေအဲ့လိုကစားကြပါတယ်ဆိုတော့ တော့ဒီအုပ်စုပေါ်လာကြတယ်အဲ့တော့ဟိုကျွန်တော်ပြောချင်တာအဓိကပါလဲဆိုတော့ဒီဟာကြီးတစ်ခုသူတို့တံပြန်တဲ့ဒီ long ball တွေပြန်လဲအသက်ဝင်လာခြင်းနဲ့ပတ်သက်တဲ့အခါမှာဖပရဲ့လွှမ်းမိုးမှုမလွှမ်းမသေးပါဘူးဖပရဲ့လွှမ်းမိုးမှုကဘလို့နည်းနည်းလာပါလဲဆိုတော့သူ့လို့သူလောက်တာကို copy ကိုတဲ့အုပ်စုတွေထဲမှာမနိုင်မင်းနဲ့မပိုင်မင်းနဲ့ကိုတဲ့အုပ်စုအဲ့ဒီအုပ်စုဟာတိုင်မဲ့အသင်းတိုင်မဲ့အုပ်စုတစုကိုအခု long ball ကစားမဲ့အုပ်စုတစုကိုဘာလို့ပေးတယ်လဲဆိုတော့ training နှုတ်ပေးသလိုဖြစ်သွားတယ်အဲဒီမှာပဲဒီ pop quality လာတော့ပါဒီပြဿနာပေါ်လာတာပဲဆိုတော့ကျွန်တော်ကအများနဲ့ဒီ innovation တစ်ခုပေါ့နော် innovation အဖအဖဒီပုံစံတစ်ခုကိုသူ innovation လုပ်လိုက်ပြီပေါ့အဲဒီ innovation တွေဟာပြဿနာပါလဲဆိုတော့အဲဒီ innovation တိုင်းဟာဟို imitation ဘက်ကိုရောက်သွားတယ် imitation ဆိုတာကအဲဒီအတုအယောင်ဘက်ကိုရောက်သွားတယ် innovation တခုပေါ်တိုင်းမှာအဲ့ဒါကိုအတူအောင် line လုပ်တဲ့သူတွေပေါ်လာတယ် imitation အဲ့တော့အဲ့ဒီ imitation ကိုကောင်းကောင်းလုပ်တဲ့သူက လုတ်တယ်လုတ်ပြီးတော့အဲ့ imitation ကိုပို့ပြီးတော့ကိုယ့်ကိုချက်ထွန်းတဲ့သူကထွန်းတယ်ဒီလိုလက်တဆုပ်ဒီထက်ရှိပြီမြင်အဲ့ဒီ imitation ဟာမူလ innovation ကိုတက်ပြစ်တဲ့ဒီမပိုင်ဝမွေးတွေအများကြီးပေါ်လာတယ်ဆိုတော့နောက်ဆုံးကျဘာဖြစ်လာလဲဆိုတော့ ecosystem ဟာ old idea ကလွှမ်းမိုးတယ်အဲ့လွှမ်းမိုးတဲ့အခါမှာအဲ့လွှမ်းမိုးခြင်းကနေပြီးတော့အဲ့ old idea ကိုလိုက်ကစားကြတယ်လိုက်ကစားကြတဲ့အခါမှာပိုင်တဲ့အသင်ကတော့ဆက်ပြီးတော့ ဟိုရွက်လွင့်နေတော့မယ်မပိုင်တဲ့အသင်းတွေကကြတော့မပိုင်မင်းနဲ့လိုက်ကစားနေရင်လည်းသူတို့ကိုပြန်ပြီးတော့ counter style ကပြန်ပြီးတော့ rise ဖြစ်လာတယ် rise ဖြစ်လာပြီးတော့သူတို့ကိုအရင်ဆုံးစပြီးကြော်ဖြတ်တယ်ပြီးတော့ဟိုမူလတယောက်ထည့်ပြေးနေပါတယ်ဆိုတော့မူလ idea ကြီးကိုလာပြီးတော့တိုက်ခိုက်ဖို့အတွက်လုံလောက်တဲ့အတွေ့အကြုံတွေပညာတွေနောက်ဆုံးဟိုတိတ်မကြောက်တော့တဲ့ဟိုစိတ်တွေပေါ့နော်အဲ့ဒီအရာတွေကိုရသွားတယ်ဆိုတော့ဒါကြောင့်မဲ့ဒီ long war တွေကပြန်ပြီးတော့ခက်စားလာ long war တွေဘာကြောင့်ခက်စားသလဲဆိုပြန် ထုတ်ရင် pop ရဲ့ ideology ကို pop ရဲ့ innovation ကိုအဲမပိုင်မဲနဲ့ light ကူချနေတဲ့သူတွေအဲ့အသင်းတွေကိုအနိုင်မဲ့နီလန်းကိုရှာဖွေတဲ့အခါမှာဒီပုံစံနဲ့ရှာဖွေခြင်းနဲ့တွေ့ရှိသွားတဲ့အခါမှာလုံလောက်သွားတဲ့အခါမှာ pop ကိုတက်ပြီးတော့တိုက်ရင်နောက်ဆုံးတော့ဒီပုံစံကိုပြန်ပြီးတော့တိုက်တဲ့ဆိုတဲ့ပုံစံပေါ်လာတာဆိုတော့ historical echo တွေကလည်းကျွန်တော်အများအားဖြင့်ထည့်ထွက်ရတယ်ဘာလို့လဲဆိုတော့ မယွမ်ခရိုက်ရဲ့ဒီ total football အားကောင်းနေအဲ့ခရိုက်ရဲ့ total football အားကောင်းနေဆိုတစ်ဖက်မှာလည်းကျွန်တော်တို့ကဒီ defensive powder system နဲ့ cardinal ချိုးလို့အရာတွေကလည်းပြန်ပြီးအားကောင်းလာသူ့ကိုပြန်ဝါမျိုးအဖပြက် ticket က era အားကောင်းနေအကျော်စမော်ညက် reactive play deep block play on the football low block sitting deep အဲ့အရာတွေကပြန်ပြီးတော့အဖြစ်တယ်ဆိုတော့အခါကျတော့နောက်ဆုံးကျွန်တော်ပြောရတော့ကောက်ချက်ချလိုက်ရဆိုတော့ကျွန်တော်တို့ကဖပရဲ့ the control game possession football position of play so the ar တွေက thesis ဖြစ်ပြီးတော့ antithesis အနေနဲ့ long ball chaos ကြီးပေါ်လာတယ်အဲ့မှာမှာကျွန်တော် synthesis ဆိုတဲ့ line ပေါ့အဲ့ဒါကဘာလို့ synthesis ဆိုတဲ့ line ကဆိုတော့ကျွန်တော်ပြောတဲ့ဒီဟိုဟိုမျိုးဟိုတက်အုပ်စုသုံးစုတွေမပါဘဲနဲ့ကိုယ့်ဟာကိုယ်တွားနေတဲ့အဲ့မှာ club လို့ညီပြမျိုးတွေကိုယ့်ဟာကိုယ်တွားနေတဲ့ line အဲ့3 line ရှိတယ်အဲ့3 line မှာမှာဒီကျွန်တော်တို့ thesis line ဘက်ကို နောက်ဆုံးဘသူတွေရောက်လာလဲဆိုတော့အာထေတော်တွေရောက်လာတယ်သူတို့ဒီ control game ကိုပေါင်းပေါင်းကစားတတ်တယ် copy တော့ယူတယ် pub လိုပဲ pub အသင်းလိုပဲသူတို့ကစားလာနိုင်တယ်ကစားလာနိုင်တဲ့အပြင် pub နဲ့မတူအောင်လို့ကိုယ်ပိုင်လမ်းကြောင်းတွေထင်ထွင်တဲ့ဘက်ကိုရောက်တယ်ပြီးတော့ antithesis also အမ long walk key of တေကိုကစားခြင်းနဲ့နှိပြတယ်အဲ့အဲ့ကစားတဲ့နှိပြတွေနောက်ပေါ့တခြားနှိပြတွေဟိုပြန်ပြီးတော့လိုက်တယ်ဒါပေမဲ့ and now ပြီးတော့ဒီတက်သက်သွားတဲ့ဒီပေါင်းဆက်ထားတဲ့ပုံစံပေါ့ပေါင်းဆက်ထားတဲ့ပုံစံဆိုတာကတကယ်တော့တကယ်ပေါင်းဆက်တာမဟုတ်ဘူးသူတို့ကကိုယ်လမ်းနဲ့ကိုယ်ရှောက်ရင်းနဲ့ဒီ positional play ကိုလည်းကောင်းကစားနိုင်တယ် long ball ကိုလည်းကောင်းကောင်းပြီးနိုင်တယ်ပြီးတော့ high press တက်လို့တဲ့ဆိုတဲ့ဒီ synthesis အုပ်စုဆိုတာလည်းရှိအဲဒီအုပ်စုကလည်းဒါသေးချာရက်တည်နေတယ်အဲဒီအုပ်စုကကြတော့အခုအချိန်ထိတော့ဒီ club ရဲ့ ideology ကကြတော့ light လို့မကြိုးစားကြဘူးဆိုတော့အဲသူ့ထက်ပိုပြီးတော့လွှမ်းမိုးထားတဲ့ဒီ ဘယ်ကောင်လဲ possession football ကြီးပေါ့နော်ဘောလုံးပိုင်ဆိုင်မှုအခြေမျိုးကစားဟန်ကြောင်းလဲပါသလိုနောက်တစ်ချက်ကလိုက်လို့ဖို့အတွက်ကြတော့ရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှုလည်းအရင်များအဲ့အဲ့အတွက်ဟိုလိုက်လို့ဖို့မလွယ်တော့မလုပ်ကြလို့ပြောလို့ရတယ်ဆိုတော့ pop ကတော့ဘောလုံးကိုအပြောင်းလဲလုပ်ခဲ့တယ်ဒါပေမဲ့သူ့ကိုဟိုဘယ်လိုကောင်လဲ imitator တွေရှိတယ်အတူရောင်လုပ်တဲ့သူတွေကအဲ့ဒီဟာကို copy လိုက်လို့ပြီးတော့တကယ်ကျွမ်းကျင်တာလည်းမဟုတ်ပဲနဲ့လိုက်လို့ရင်းနဲ့ ဒီစနစ်ကိုတိုက်ဖြစ်မဲ့သူတွေသူအတွက်သူတို့ကဒီဘက်ကို copy ကူတာဒီဘက်ဒါပေမဲ့ဒီစနစ်ကိုပြန်ဖြတ်စည်းဖို့တော့သူတို့ sales ကြီးဖြစ်လာတယ်ဖြစ်လာပြီးတော့အဲ့ဒီအသင်းကိုကာပြန်တဲ့အုပ်စုတွေပေါ်လာတယ်ဆိုတော့ long ball တွေကဘလို့ပြန်အသက်ဝင်လာတယ်ဘလို့ပြန်ရှင်းလာရှင်းသာလာတယ်ဆိုရင်ပတ်ကို copy ကူသူများကြောင့်မပိုင်မဲ copy ကူသူများကြောင့်အသက်ဝင်လာတယ်လို့ပြောလို့ရတယ်ဆိုတော့ဒါတော့ဒါအခုဒီဒီနေ့ခေတ်ဒီ trend เนาะ modern football ရဲ့ trend ဘယ်လိုပေါ်ပေါက်လာသလဲအဲဒီမှာဒီဖပြဲ order လာမှုဘယ်လိုရှိသလဲဆိုတာ ਨੇ သူရဲ့ဒီ imitators တွေသူ့အတူရောင်လုပ်တဲ့သူတွေဟာဟာဟိုဒီခဏမှာဘယ်လိုပေါင်ပတ်တန်နေသလဲဆိုတဲ့အကြောင်းအရာကိုသုံးသပ်တင်ဆက်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးကြတဲ့ Soccer House ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်